2015ခုနှစ်တကြံအကြိုနေ့ကနေအကြက်နေ့အထိတနိုင်ငံလုံးမှာမှုခင်းဖြစ်စဉ်132မှုဖြစ်ပွားခဲ့ပြီးသေဆုံးသူ6ဦးဒဏ်ရာရရှိသူ269ဦးရှိခဲ့တယ်လို့ရဲတပ်ဖွဲ့ရဲ့လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်တဲ့ရဲစာနေ Facebook ရဲ့သတင်းထုတ်ပြန်မှုစည်ရင်းစရာတွေအရသိရပါဗျ။ နေလိုက်ဖြစ်ပွားခဲ့တဲ့အမှုကင်းဖြစ်စဉ်တွေမှာတကြံအကျိုးနေကအမှုခဏမှုဖြစ်ပွားခဲ့ပြီးဒဏ်ရာရရှိသူ၁၆ဦးရှိခဲ့ကတကြံအကျိုးနေမှာအမှု၄၂မှုဖြစ်ပွားခဲ့ပြီးဒဏ်ရာရရှိသူ၆၂ဦးသေဆုံးသူ၃ဦးရှိခဲ့ကတကြံအတက်နေမှာတော့အမှု၆၃မှုဖြစ်ပွားခဲ့ပြီးဒဏ်ရာရရှိသူ၁၈၉ဦးသေဆုံးသူ၃ဦးရှိခဲ့ပါတယ် ဒါအပြင်ရန်ကုန်တိုင်းဒေသကြီးမှာလည်းတကြံအကြိုနေ့ကနေအကြက်နေ့အတွင်းရေနစ်သေးဆုံးသူတဦးရှိခဲ့ပြီးခန့်ရံဖြစ်ပွားမှုတွေနဲ့ရေပက်ခန့်ရင်တိမ်မောက်မှုတွေရှိခဲ့တယ်လို့သိရပါဗျ။ ရန်ကုန်မြို့အတွင်းဖြစ်ပွားခဲ့တဲ့အမှုခင်းဖြစ်စဉ်တွေမှာတကြံအကျိုနေကအမှုနှစ်မှုဖြစ်ပွားခဲ့ကဒဏ်ရာရရှိသူ14ဦးရှိခဲ့ပြီးတကြံအကျနေကအမှု18မှုဖြစ်ပွားကဒဏ်ရာရရှိသူ20ဦးနဲ့တကြံအကျနေကအမှု24မှုဒဏ်ရာရသူ4ဦးနဲ့သေဆုံးသူ2ဦးရှိခဲ့ပြီးစုစုပေါင်းအမှု43မှုဖြစ်ပွားခဲ့ကဒဏ်ရာရရှိသူ38ဦးသေဆုံးသူ2ဦးရှိခဲ့တယ်လို့သိရပါတယ် အဆိုပါမှုကင်းဖြစ်စဉ်တွေဟာဒကြံအကြံနေအထိတာရဲတပ်ဖွဲ့ကထုတ်ပြန်ထားတဲ့အမှတ်တမ်းတွေဖြစ်ပြီးဒကြံအတက်နေမှတ်တမ်းတွေမပါသေးဘူးလို့သိရပါတယ်။ပြီးခဲ့တဲ့2014ခုနှစ်ဒကြံပွဲတော်ကာလအတွင်းရန်ကုန်တိုင်းဒေသကြီးမှာလူသက်မှုလူသေမှု စုစုပေါင်း10မှုဖြစ်ပွားခဲ့ပြီးအဆိုပါအမှုတွေမှာဒကြံလေယာကရန်ဖြစ်ပြီးဖြစ်ပွားခဲ့တဲ့လူသက်မှုနဲ့ရေပက်ခံကားပေါ်ကပြုတ်ကျသေဆုံးခြင်းတို့ဖြစ်တယ်လို့သိရပါတယ်။